မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ညဘက်အိမ်ရင်ခြေအိပ်ဝတ်ပြီးအိတ်တင်သလားမအိတ်တင်ဘူးလားညဘက်အိမ်ရင်ခြေအိပ်ဝတ်ပြီးအိတ်တဲ့ကောင်းကျိုးဆူကျိုးများကိုပညာရှင်များရဲ့လေးလာသုံးသပ်ချက်များနဲ့ကျွန်တော်ရဲ့အတွေ့အကြုံများကိုတင်ပြပေးမှာဖြစ်ပါတယ်အခုချိန်ကဆောင်းလဲဝင်စားပြုလာပြီဆိုတော့ကျမ်းမာရေးဂယုစိုက်တူတိုင်းတရှိထားတဲ့အကြောင်းအရာဖြစ်ပါတယ် မိတ်ဆွေများရောညအိပ်တဲ့အခါခြေအိပ်ဝှက်လေးရှိကြပါသလားလိလချက်တွေအရအာရှနိုင်ငံတော်မြန်မာမှာညဘက်ခြေအိပ်ဝှက်အိပ်တာက အတော်လေးကိုရှားပါတယ်ဂျပန်လိုမျိုးရာသီဥတုအမြဲအေးနေတဲ့နိုင်ငံတွေမှာပဲညဘက်ခြေအိပ်ဝှက်အိပ်လေးရှိကြတာပါအလားတူပဲအနောက်နိုင်ငံအများစုမှာလည်းစောင်းရတွေမှာ ခြေအိပ်ဝှက်အိပ်လေးရှိကြပါတယ်မြန်မာနိုင်ငံလိုအပူပိုင်းမုတ်တုံရာသီဥတုရှိတဲ့နိုင်ငံမှာဆိုရင်တော့ဝှက်တဲ့အချိန်ကလွယ်လို့ အခြားအချိန်တွေမှာဝတ်မအိပ်သင့်ပါဘူးဒီတော့နေ့တိုင်းခြေအိပ်ဝတ်သင့်ရဲ့လားညဘက်တွေမှာရောခြေအိပ်ဝတ်အရင်ဘယ်လိုမျိုးတွေ ခံစားရစီမှာလဲခြေအိပ်ဝတ်ရတဲ့စောင်းရည်ကလေးလပဲကြာပေမဲ့တတလုံးဝတ်အရင်ရောဘာတွေဖြစ်နိုင်မလဲဒီမေးခွန်းတွေအတွက်အဖြေတွေကိုဆက်လက်တင်ပြပါမယ်ခြေတော့တွေအေးနေရင်ခြေဖျားတွေအေးနေရင်သွေးလက်ပတ်မှုကိုနှောက်နှေးလာစီမှာပါ ။သွေးလက်ပတ်မှုနေလာရင်ခြေောက်သွေးပြန်ကြောတွေကနေနှလုံးစီကို လိုအပ်တဲ့သွေးပမာဏရောက်ဖို့လဲကြံ့ကြာစေမှာပါ။ဒီလိုဖြစ်မျိုးမဖြစ်ချင်ရင်တော့ခြေောက်လေးတွေ ခြေဖျားလေးတွေကိုမအေးစေဘူးဂရုပြုရပါမယ်။အေးနေပြီဆိုရင်လည်းတင့်တော်တဲ့ခြေအိတ်လေးတွေဝတ်ဖို့လိုအပ်ပါတယ်။ဒါဆိုရင်ခြေဖျားလေးတွေမအေးအောင်ဘလို့လုပ်ရမလဲဘလို့ခြေအိတ်တွေကိုဝတ်တင်တာလဲမဝတ်တင်တာလဲဆိုတာကိုဆက်လက်တင်ပြပါမယ် ခြေပြားတွေအေးဆက်လာတဲ့အခါခြေပေါ်အားမှာရှိတဲ့သွေးကြောတွေကအချိန်တော်ကြာအောင်ကျင်းမြောင်းနေတတ်ပါလေ။ဒီလိုဖြစ်လာရင် သွေးကြောအတွင်းအောက်ဆီဂျင်ပါဝင်မှုနှုန်းကျဆင်းလာတာကြောင့်အရေပြားကပုံမှန်ထက်ဖြူဖြော့လာပြီးပြာနက်လာပါလိမ့်မယ်။ဒါကတော့ခြေပြားအေးနေတာကိုဒီတိုင်းထားရင်ခံစားရမှာဖြစ်ပါလေ။ခြေအိတ်ဝတ္တာကတော့ဒီအခြေအနေကနေကာကွယ်ပေးနိုင်ပါလေ။ ညဘက်မှာခြေအိပ်ဝှက်အိပ်တာကကျမ်းမာရေးနဲ့မညီညွတ်ဘူးလို့တချို့ကသတ်မှတ်ထားကြပြီးမြန်မာနိုင်ငံမှာဆိုရင်လည်းအများစုက အပူငုပ်တတ်တယ်လို့ယူဆထားကြပါတယ်။ခြေအိပ်ကို တနေ့ကဝတ်ထားတာထက်ညအိပ်ချိန်ဝတ်တာက ပိုပြီးအကျိုးရှိတယ်လို့ယူဆသူများလည်းရှိပါတယ်။ အိတ်ဆက်ခြင်းအကြောင်းကိုလိလစူးစမ်းနေတဲ့ဝါရှင်တန် DC အခြေစိုက်နိုင်ငံလုံးဆိုင်ရာအိတ်ဆက်မှုကျန်းမာရေးအဖွဲ့အစည်းရဲ့လိလချက်အရဆိုရင်ညဘက်အိတ်ဆက်နေချိန်မှာခြေအိတ်ဝတ်ပြီးခြေထောက်ကိုနှွေးအောင်ထားတာကအုံနောက်ကိုနှစ်နှစ်ချိုက်ချိုက်အိတ်မောကြအနားယူစေတယ်လို့ဖော်ပြထားပါတယ်။ခြေအိတ်ဝတ်မဲ့အစာရေနှွေးအိတ်တွေအပူပေးအိတ်တွေအပူပေးဆောင်တွေကို အသုံးပြုနိုင်ပေမဲ့အဲ့ဓာတွေကလည်းကိုခန္ဓာရဲ့အပူချိန်ကိုထိုးတက်စေပြီး အပူရက်ချင်းကိုဖြစ်စေတတ်ပါတယ်။ဒါကြောင့်အပူချိန်ထိုးတက်သွားတာမျိုးတွေအပြင်အခက်မသိရင်သွေးကြောတွေပါပိတ်သွားနိုင်ပါတယ်။ခြေအိတ်လေးတွေကိုရွေးချယ်မယ်ဆိုရင်သိုးမွေးကနေထုတ်လုပ်ထားတဲ့ခြေအိတ်တွေကတော့မျက်ဝဲအိတ်ဖို့ပိုပြီးတင့်တော်ပါတယ်။အတဲကက်ခြေအိတ်တွေကသွေးလက်ပတ်မှုကိုကောင်းမွန်စေတယ်လို့ထင်ရနိုင်ပေမဲ့အခက်မသိရင်သွေးလက်ပတ်မှုကိုပိတ်ဆို့စေနိုင်တာမို့ညာဘက်ဝဲအိတ်ဖို့မတင့်ပါဘူး။ညာဘက်တွေမှာ တင့်တော်တဲ့ခြေအိဝိအိတာကကိုခန္ဓာရဲ့အပူချိန်ကိုမကျဆင်းအောင်ထိမ့်ညိပေးနိုင်တဲ့အပြင်ခြေပွား꿰တာ၆တာတွေကိုလည်းရောကျစေပါတယ်ဒါအပြင်အေးဆက်နေတဲ့ခြေထောက်လေးတွေခြေဖျားလေးတွေကိုပါနွေးလာစေပါတယ်ဆောင်းချုံတိုင်းခြေဖျားတွေမနွေးနိုင်တာမူခြေအိတ်ကိုဂယုတဆိုင်လေးဝတ်ပေးဖို့လိုပါမယ်ဒါအပြင်ခြေထောက်နွေးနွေးထွေးထွေးရှိနေတာကညဘက်အိမ်မရတဲ့ယောဂကိုလည်းတတ်တာစေပါသေးတယ်ဒါပေမဲ့ခြေအိတ်ကနေ အချို့ယောဂပူမွားတွေကူးဆက်နိုင်ပြီးအရေးပြားယောဂတွေဖြစ်စေနိုင်တာမို့ကိုဝတ်တဲ့ခြေအိတ်တွေကိုတန်တန်ရှင်းရှင်းထားပေးဖို့အထူးလိုအပ်ပါတယ်။ဒါ့အပြင်လူကြီးတွေအတွက်ညာဘက်ခြေအိတ်ဝတ်အိတ်တာကအဆင်ပြေနိုင်ပေမဲ့ကလေးငယ်လေးတွေအတွက်တော့အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။တညာလုံးခြေအိတ်ဝတ်ထားပေးရင်သူတို့ရဲ့ကိုပူချိန်ထိုးတက်တာမျိုးရှိလာနိုင်လို့ကလေးလေးတွေကိုတော့ညာအိတ်ရဝင်ကနီးမှာသူတို့ရဲ့ခြေထောက်လေးတွေကို ရေနွေးနွေးလေးတဲ့ခဏလောက်စိန်ထားပေးတာကအကောင်းဆုံးပါပဲခြေအိတ်လုံးဝမဝစ်ချင်တဲ့လူကြီးများဆိုရင်လည်းညမအိတ်ခင် ရေနွေးနဲ့ခြေထောက်ဆေးတာမျိုးလုပ်လို့ရပါတယ်။ဒါကြောင့်ညဘက်တွေမှာခြေထောက်တွေခြေပြားတွေအေးနေတဲ့အခါတင့်တော်တဲ့ခြေအိတ်လေးတွေဝတ်အိတ်တာကနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါလေ။ ယာဒီဥဒုအေးလာရင်တော့တင့်တော်တဲ့ခြေအိတ်လေးတွေဝိအိတ်တင်ပါတယ်ခြေအိတ်ကကြလွန်းရင်လည်းစိုးကျိုးရှိတဲ့အတွက်တတိထားရပါမယ်ကျွန်တော်ရဲ့အတွေ့အကြုံနဲ့သုံးသက်ချက်များကိုလည်းတင်ပြပေးပါဦးမယ်ကျွန်တော်လည်းစောင်းရသည့်အေးပူတဲ့အချိန်တွေမှာခြေအိတ်ဆုပ်အိတ်လေးရှိပါတယ်အထက်မှာတင်ပြထားတဲ့အနောက်တိုင်းဆေးတိတ်ပံပညာရှင်များပြောတဲ့အကျိုးတွေခံစားရတာကတော့မှန်တာကိုတွေ့ရပါတယ်ခြေအိတ်ဆုပ်ရလောက်အောင်မအေးတဲ့ယာဒီဥဒုမှာတော့ခြေအိတ်ဆုပ်မအိတ်တင်ပါဘူး ဲ့ဒီလိုအိတ်မဲ့ဆိုရင်မနဲ့အိယာထမှာမျက်စိကြည့်မကောင်းတာမျိုးမကြည်မလင်ဖြစ်နေတာမျိုးကြုံရတတ်ပါတယ်ခြေထောက်ကထွက်ရမယ့်အပူကမျက်စိစတဲ့အထက်ကိုလာရိုက်တဲ့သဘောဖြစ်ပါတယ်ဒီအချက်ကတော့မြမတိုင်းရင်စိပညာရှင်များရဲ့ယူဆချက်ဖြစ်ပါတယ်ဒါလည်းလက်တွေ့မှာတော့မှန်တာကို တွေ့ရပါတယ်အဲ့ဒီတော့နီကုံးကျုပ်အနေနဲ့တင်ပြရရင်အေလိုနဲ့ရာတီဥလူအေလိုနဲ့နေရာဒေသမှာခြေအိတ်ဆွအိတ်တင်ပြီး ပူတဲ့ရာဒီဥဒုပူတဲ့နေရာဒေတာမှာခြေအိတ်စုပြီးမအိတ်တင်ပါဘူး။နောင်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဘဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အသစ်တင်တိုင်းသိရအောင်ဘေးနာကခေါင်းလောင်းလေးကိုနှိပ်ပြီး အောက်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ video လေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီး မေးမြန်းလိုသည်များအကြံပြုလိုသည်များလည်းခမန်မှာရေးပေးတော့ပါအောင်တော့ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေ